တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ကကြီးရော်တွေကိုစစ်ကောင်စီကဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးမှုတွေပုံမှုလှုပ်ဆောင်လာနေတယ်လို့တင်ပြရှိပါတယ်။ကြောက်ဖြူမြို့နယ်စနေမြို့ကတိုက်နေစီယုံကိုစစ်ကောင်စီတပ်ကဒရော့ဘုံးတွေနဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွေ့ခွေးစိတ်ခန့်ပြုတ်ပြတ်သွားတယ်လို့သိရပါတယ်။မက်ရှလာစီရဲ့နေည3နာရီလောက်မှာကြောက်ဖြူအခြေဆိုင်စစ်ကောင်စီတပ်ရဲ့အမဲ68တောင်မော်ကြီးရေတပ်စခန်းက ဒရုန်းနစီနဲ့ဒရော်ဘုံနှလုံးကိုကြေရှာတိုက်ခိုက်ခဲ့တာလို့စီရီတရင်မြစ်တယောက်ကနရင်းစရာကိုပြောပါရယ်။ဒါအပြင်ကြောက်ဖြူကက်တရီရွာကိုလေမက်ရှလာစီရဲ့နေမှာစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့အပြင်းမဲ့ပြည်သူတယောက်ထိခိုက်ဒဏ်ရာရပြီးနေအိမ်အလုံး20ထက်မနည်းမိလောင်ပျက်စီးခဲ့ရပါရယ်။မက်ရှလာ9ရဲ့နေမွန်လွေပိုင်းကလေကြောက်ဖြူမြို့နေစက်တင်အောက်ရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်လို့ နေအိမ်35လုံးထက်မနေမိလောင်ကြီးတွေလို့ဒေတာခန့်တွေစီကနေသိရပါဗျ။အဲ့ဒီလိုပဲမက်လာ6ရက်နေ့ကလေအင်ချီ180ကျော်ရှိတဲ့ကြောက်ပြူမြို့နေကဥကင်းရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျေတိုက်ခိုက်ခဲ့လို့အင်ရလုံး140တဲ့မနေမိလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။